ခရစ်ပတိုကနီကိုဘယ်အချိန်မှဝယ်ရောင်းလို့ရမလဲနဲ့ခရစ်ပတိုမားကတ်ကြီးဘာတွေဖြစ်နေလဲဆိုတာကိုကိုရန်ချိပြီးတော့ဆုံးဖြတ်ချက်ချနိုင်ရှင်းတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုစောင့်ကြည့်တင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုမှာခရစ်ပတိုထရေးဒါတွေအသုံးအများဆုံးနဲ့တကယ်လေးအသုံးဝင်တဲ့ indicator တစ်ခုဖြစ်တဲ့ moving average MA အကြောင်းကိုလုံးဝရှင်းနေအောင်ပြပြပေးသွားမှာမဟုတ်လို့ဖြစ်ပါတယ်။ဒီဗီဒီယိုဆုံးသွားတဲ့အခါမှာ chart ball ကလမ်းကြောင်းတွေကိုပုံနာလေပြီးတော့ညွန်ကြည့်မှုရှိရှိနဲ့ကိုယ်ဆုံးဖြတ်ချက်ကိုကိုရန်ချမှတ်နိုင်လာမှာပါဆိုတော့စလိုက်တာပေါ့ moving average ma ဆိုတာကပါလေ Binance ကို price test တွေကိုသွားကြည့်မယ်ဆိုလို့ရှိရင်အနောက်ကမြင်းချောင်းလေးတွေကိုမြင်ရမှာဖြစ်ပါတယ်ဒီမြင်းချောင်းလေးတွေပါအဲ့ဒီမြင်းချောင်းလေးတွေက MA မြင်းချောင်းတွေဖြစ်ပါတယ်ဆိုတော့အဲ့ဒီမြင်းချောင်းတွေကဘာလို့ပေးရလဲ ဒီ die chart တွေကိုကြည့်မယ်ဆိုလို့ရှိရင် candlestick တွေကတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်နဲ့အစိမ်းပြောင်းမှအနီပြောင်းလိုက်နဲ့ဖျို့ဖျဲဖြစ်ပြောအရန်ကိုမျက်စိနောက်စရာကောင်းပါတယ်ဒီလိုမျိုးရှုပ်ရှက်ခတ်နေရမျိုးကို crypto မှာဆိုလို့ရှိရင် market ရဲ့ noise market ရဲ့ ਸੁ ညာတန်လို့သုံးတယ်ပေါ့နော် candlestick တွေဒီလိုမျိုးဖြစ်ရတာကလည်းသူတို့ပြနေရတဲ့ time frame မှာဖြစ်သမျှဈေးတွေအားလုံးကိုလိုက်ပြီးပြနေရတာဖြစ်တဲ့တို့ချက်မလို့တတိုင်းကျစီမှာဆိုလို့ရှိရင်ဈေးနှုန်းတွေအများကြီးပါနေပြီးတော့သူက လမ်းကြောင်းကိုတိတိကျကျမပြနိုင်တော့ဘူးအဲ့လိုအချိန်မှာ moving average ကသူ့ရဲ့နမိတ်အတိုင်းပဲ average တွက်ချလိုက်ပြီးတော့ candle stick တစ်တိုင်းစီမှာဆိုလို့ရှိရင်သူ့ရဲ့ကျမ်းမြရရတဲ့အမှတ်ကလေးကြီးတမတ်စီပဲရှိတော့တယ်။အဲ့ဒီအမှတ်လေးတွေကိုသူကလိုက်ဆက်ပြီးတော့မြင်းကြောင်းပုံစံလေးဖြစ်သွားတယ်။အဲ့လိုနီးနေ market ကို candle stick တွေထက်ပိုပြီးတော့တိတိတက်တက်တိတိကျကျပိုပြီးတော့ပြနိုင်သွားပါတယ်။ဒါကတော့ moving average ရဲ့သဘောတရားလေးဖြစ်ပါတယ်။ နောက်ပိုင်းကိုတော့ Trigger View Application နဲ့မှာ MA တွေပို့ထည့်ပြပြီးတော့ဆက်ပြီးရှင်းပြသွားပါမယ်။ဒီ trading view application ကြောင့်မသိသေးဘူးဆိုလို့ရှိရင်ဒီ application က crypto အပါအဝင် forest day stock day အထိပါ price chart ကိုချိန်ပြီးတော့ technical analysis လုပ်နိုင်တဲ့ application တစ်ခုဖြစ်တယ်ပြီးတော့သူက free တောင်းလို့ရတယ်လို့ crypto trader တွေအားလုံးဒီဘက်ကလည်းဒါကိုသုံးနေပုံတော့ထောင်းရှင်နေဆိုလို့ရှိရင်တော့ play store နဲ့ app store မှာသွားပြီးတော့ download လုပ်လို့ရပါတယ် ဒါကတော့ trading view application နဲ့ပတ်သက်စဝင်ကျဲမှာညားမယ် view ဝဲခစ်တယ်ပေါ့နော် အခုကဖုန်းကိုဆောင်းပြီးတော့လုပ်ထားတာဖြစ်တဲ့တော့ရှာမလို့ကိုကဝင်ဝင်ချင်းမှာတက်တက်ဝင်နေဆိုတော့ရှင်လည်းဒါအတူတူပဲပေါ့နော်ဆိုတော့ကိုကကို coin တစ်ခုကို share ရမယ်ဆိုလို့ရှင် LL က explore ဆိုတာလေးပြင်လိုက်မယ်ပြီးတော့အပုံဖားမှာ BTC Bitcoin ဆိုပြီးတော့ share ကြည့်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့အောက်မှာ Bitcoin နဲ့အများအကြီးထွက်လာမှာပါ။ဒီညာဘက်နားလေးမှာ Binance ဆိုပြီးပေါ်နေတဲ့တစ်ခုပုံဝင်လိုက်ပါမယ်။ ကီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ညာဘက်ထောင်းက၄တောင်ခရီးတဲ့ကိုဝင်မယ်။ဒါဆိုလို့ရှိရင်တော့ Bitcoin chart တခုပေါ်လာပြီပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်ခုနကပြောခဲ့သလိုပဲအစိမ်းကြောင်းအမိချောင်းခင်းနဲ့ရှုပ်ရှက်ခတ်ပြီးတော့ crypto trader တရားအနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဖယ်ချင်းမှာဝယ်ရမလဲရောင်းရမလဲကိုပြောနိုင်မှုတော်တော်လေးခက်တယ်ပေါ့နော်ဆိုတော့ moving average ကိုစပြီးတော့ထည့်ကြည့်ရပါဘို့ moving average ကို chart ထဲမှာထည့်ဖို့အတွက်ဆိုလို့ရှိရင်ဒီအောက်ကခဲရင်ပုံစံလေးရဲ့ဘေးက ကြာကြာလေးဖိကားလိုက် indicator လို့ပေါ်နေတဲ့ပုံလေးရှိရဲ့အဲ့ပုံလေးကဝင်မှာဝင်ပြီးသားလို့ရှိရင် moving average ဆိုပြီး search bar မှာရှာလိုက်ပါမယ်ကြာလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ moving average ကိုအများကြီးကြာလာမယ်ပေါ့နော်အခုကလူသုံးများတာက moving average symbol ရဲ့ moving average exponential ဆိုရက်နောက်ခုကိုလူသုံးများပါတယ် simple moving average ကိုကျတော့ SMA လို့ခေါ်ပြီးတော့ exponential moving average ကိုကျတော့ EMA လို့အတူပေါက်ခေါ်ပါတယ် ဆိုတော့အဲ့နှစ်ခုကဘာခွာလဲပေါ့နော် movie average အချင်းတော့အတူတူပဲဒါပေမဲ့ simple movie average ကကြတော့ဥပမာအနေနဲ့ဆေးရစာရဲ့ average price ကို တွက်မယ်ဆိုလို့ရှိရင်ဆေးရလုံးရဲ့ဈေးကိုသူကညီတူညီမျှ average တွက်ချလိုက်တယ် exponential movie average ကကြတော့ဆယ်ရက်စာကို movie average တွက်မယ်ဆိုလို့ရှိရင်အခုလက်ရှိအချိန်နဲ့ပို့ပြီးတော့နေရက်ရက်တည်းရဲ့ဈေးတွေကိုသူကပို့ weight ပေးပြီးတော့တွက်တယ်ဆိုတော့ဘာကွာသားလဲဆိုလို့ရှိရင် simple movie average မှာက ဈေးနှုန်းတွေကတသားရဲ့အတွက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပူပြီးတော့ဈေးနှုန်းပြရဲ့လမ်းကြောင်းကတည်ငြိမ်နေ Exponential Moving Average မှာပါကြတော့နောက်ပိုင်းရက်တည်းရဲ့ဈေးနှုန်းတွေပေါ့အသားပေးပြီးတော့ Average အတွက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဈေးကွက်က sudden change တွေသာဘာရောဒီဈေးတွေစောင့်တတ်တာပဲဖြစ်ဖြစ်ဈေးကြီးစောင့်ကြတာပဲဖြစ်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင် तू ကပို့ပြီးတော့မြန်မြန် response လုံးနိုင်ပြီးတော့မြန်မြန်ပြနိုင်နေပေါ့နော်အဲ့နှစ်ခုကွာသွားတယ် ဆိုတော့ simple moving average က10ရက်တွင်10ရက်သုံးစာကိုညီတူညီမျှ average ရှိရတဲ့အချိန်မှာလို့ဈေးနှုန်းမှာပို့ပြီးတည်နေတယ်။ exponential moving average ကကြတော့10ရက်အတွက်တည်းဆိုလို့ရှိရင်အခုသက်ရှိအချိန်နဲ့ပို့ပြီးတော့နီးရက်10ရက်မြောက်တို့9ရက်မြောက်တို့ဟာဈေးကိုပို့ပြီးတော့အလေးပေးပြီးတော့တွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ market ကယုတ်တည့်ရွေ့သွားရဆိုလို့ရှိရင်သူကပို့ပြီးတော့မြန်မြန် response လုပ်နိုင်တယ်ဆိုတာပို့ကြွားသွားပါတယ်။ဆိုတော့ crypto trader တွေတော်တော်များများက EMA exponential moving average ကိုကိုပြောအသုံးများချပါတယ်။ဆိုတော့ဒီနှစ်ခုကဘယ်လိုမျိုးပွားလဲဆိုတော့ဘုံညင်တာအောင်အခု chart ထဲမှာထည့်ပြမှာပေါ့နော်။ chart ထဲကိုထွေးရတာလည်းလွယ်လွယ်လေးပဲ။ဒါလေးကိုတစ်ချက်စနှိမ့်လိုက်လို့ရှိရင်အနောက်က chart ထဲမှာဒီဘက်သားပေါက်သွားပါလိမ့်မယ်။အခုက moving average နှစ်ခုကိုထည့်လိုက်တယ်ဆိုပေမဲ့ရောက်သွားတဲ့နေကြောင်းနှစ်ခုစလုံးကအပြာရောင်ဖြစ်နေရပေါ့နော်။ဆိုတော့ဘေဟာကပါတယ်။ဘေဟာက simple လေဘေဟာ exponential မသိဘူးဖြစ်နေရပေါ့နော်။ဆိုတော့ဒီဟာကိုအရင်ကြောင်းကြည့်ရအောင်။ ကယ်၍ပူပါသည် trading view ကိုထောင်းမိသားဆိုလို့ရှိရင်တခါလေးလည်းလုံးကြည့်အောင်ပို့ပြီးတော့လဲပါလိမ့်မယ်။ဒီဘက်ဘေးမှာ SMB နဲ့ EMB ဆိုနှစ်ခုပြမှာပါ။အဲ့ဒီတည်းကတခုနှိပ်လိုက်။နှိပ်ပြီးတော့လို့ရှိရင်ဒီမှာအလင်းမှာ setting ပုံစံကူးသူရှိရင်အဲ့ဒါကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်မ input style visibility ဆိုပြီးရရှိတယ် stance ရရတဲ့ပုံဝင်တယ်ဒီမှာအကြောင်းအောင်လင်းချင်နေရတာနောက်ကဒီအဲမြေကြောင်းအရာပေါ့နော်အဲမြေကြောင်းအရာကိုအစိမ်းရောင်ကြီးကြောင်းလိုက်တယ် ကိုစိတ်တဲ့အရာပြောင်းလို့ရတယ်ပေါ့နော်ဒီမှာတော့အစိမ်းရောင်ပြောင်းထားပါတယ်ပြီးတော့ရင်နေကြအထူအပါလည်းဒီအောက်မှာဒီပြောင်းကြည့်လို့ရတယ်ပေါ့နော်ဒါဆိုအရန်ထူတာပြီးဒါဆိုပါရယ်ဒါဆိုလို့ရှိရင်အန်ဒယ်လက်လေးပေါ့နော်ခုအစိမ်းပြေရာပြောင်းပြီးတော့ကြည့်လို့ရပါတယ် office တိတဲ့ show လို့ရပါတယ်ဒီမှာဆိုမှိန်တော့ပြီးဒီမှာဆိုထင်းတော့ပြီးအဲ့လိုမျိုးတွေ like တက်စားကြည့်လို့ရတယ်ပေါ့နော်ပြီးရင်တော့ okay ဆိုရလေးပုံနှိပ်ပြီးတော့ထားလိုက်ရပါပြီ okay ဒါဆိုလို့ရှိရင်ဒီမှာမြင်းချောင်းက နိုင်ငံ꿰သွားပြီးအစိမ့်ဆိုလို့ရှိရင် EMA အပြောင်းဆိုလို့ရှိရင် SMB ဆိုပြီး꿰သွားပြီးပေါ့နော်ဒါပေမဲ့ဒီမှာကြည့်နိုင်မယ့်ဆိုလို့ရှိရင်ဒီဟာကြီးအရှင်းမနေဘူးနဂိုရီးယားမှာ plastic ကိုကြည့်ရတာရှုပ်လို့ moving average ကိုတုံးပါရဲဆိုပြီးမှပဲ moving average ကိုဖြဲလိုက်မှပိုရှုပ်သွားရဲဆိုတော့အဆင်ပြေမနေဘူးပေါ့နော်ဆိုတော့ဒါကဘာဖြစ်မဖြစ်တာလဲဆိုရင်ဒီဘက်နားလေးမှာတားချင်ရင် SMB ရဲ့နောက်မှာလည်းနိုင်ဆိုပြီးတော့တွေ့ရမယ် EMA ရဲ့နောက်မှာလည်းနိုင်ဆိုတာကိုတွေ့ရမယ် အဲ့ဒါကဒီ candlestick ကိုဖူစာရဲ့ average price တွေကိုတွက်ပြပါလို့ပြောရမယ်အတိအကျပဲ candlestick ကိုဖူစာဆိုတာကကိုရှိနေတဲ့ time frame ပြောရမယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် one day ဆိုတာ one day time frame ကိုပြောတာဆိုတော့ဒီ candlestick တစ်ချောင်းချင်းစီကတစ်ရက်ကိုကိုစားပြောရဲအကယ်၍ကိုက10မိနစ် တိုင်းဖရန်ကိုကြည့်မယ်ဆိုလို့ရှိရင်ကန်နက်စတစ်တွေကတတိုင်းကို10မိနစ်ဖြစ်တယ်ဆိုတော့ကန်နက်စတစ်ကိုခုစားဆိုတော့ကျတော့ကိုကြည့်ရဲ့တိုင်းဖရန်မော်မူတည်ပြီးတော့1 day ဆိုလို့ရှိရင်9ရက်1 minute ဆိုလို့ရှိရင်9 minute ဒလာဆိုလို့ရှိရင်9လဆိုပြီးတော့ခြားတော့ပါတယ်ကန်ဒက်စတစ်ကိုခုစားဆိုတာကရေတူအမြင်နဲ့ပဲရှိသေးရပါတော့ဆိုတော့ဒီရင်းချောင်းမြူတွေပါကန်ဒက်စတစ်တွေပေါ်မှနေပြီးတော့အများကြီးကွဲတော့မှာမဟုတ်ဘူး ဆိုပေမဲ့ကြောင့်ဘောကို crypto trader ရဲ့အကျွတ်ကိုတကယ်ကိုရွှေလို့အခွင့်အရေးတဲ့ moving average နံပါတ်ကြီးရှိပါတယ်။အဲ့ဒါကတော့ရေလိုအနေနဲ့21ကိုသုံးပါတယ်။ရေလက်အနေနဲ့ကတော့55ကိုသုံးပါတယ်။ဒီရှိအတွက်ကို solution တော့200ကိုသုံးပါတယ်။ ဘာဖြစ်လို့ဒီနံပါတ်တွေပေါ်တော့မှာလဲဆိုတော့ဒီဟာတွေက triple trader တွေတပုံမျိုးများစမ်းသုံးကြည့်ပြီးတော့တကယ်အလုတ်ဖြစ်တဲ့ moving average နံပါတ်တွေဖြစ်တဲ့ကြောင်မလို့ပါဆိုတော့ကိုက moving average ပေါ်တော့မှာပဲဆိုလို့ရှိရင်21 55 200ဆိုပြီးတော့ကဏ္ဍသုံးခုလေးကိုမှတ်ထားပြီးလို့ဆိုပါတယ်ဆိုတော့အခုဒီမှာဆိုလို့ရှိရင်ဟာ EMA ရဲ့နံပါတ်ကိုကြောင်းကြည့်တယ်ပေါ့ကြောင်းကြည့်ဖို့ခုနအတိုင်းပဲ အရင်ပြောမှုအတိုင်းပဲဒါလေးကိုနှိပ်မယ်ဖိဖင်ဆက်တင်လေးဝတ်ပါမယ်ဒီတစ်ခါတော့ input ထဲကိုသွားပါမယ် input မှာ length တွေ့တယ်မှာ55 so free လိုက်ပါမယ် she net drop တော့ okay smp မှာလည်းဆက်တင်လေးကိုသွားမယ် input ထဲမှာ55ကိုပြေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်ခုနကနေချောင်းလေးတွေက꿰သွားပြီခနောက်ကကန်နစစ်တွေကနေပြီးတော့တစ်ထပ်တည်းရှိမလဲရောပေါ့နော် ဒါကဘာဖြစ်လို့လဲဆိုတော့ခုနကလိုကန်တဲ့9ခုစာပဲမဟုတ်ဘဲနဲ့ကန်တဲ့55ခုစာ average တွက်ချလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပါဒီမှာဆိုလို့ရှိရင်ခုနကပြောခဲ့တဲ့ SMA နဲ့ EMA ရဲ့ quota ချက်ကိုပိုပြီးရှင်းရှင်းလင်းလင်းနေရမှာပါ EMA က SMA ထက်ပိုပြီးတော့ price တွေရဲ့ changes ကို response လုပ်တာမြန်တယ်လို့ပြောခဲ့တာမှတ်မိအောင်ထင်ပါတယ်ဆိုတော့ဒီမှာကြည့်ပါ EMA ညင်းနေတာအစိမ့်နေနော် ဒီမှာထောက်လျှောက်ကြည့်မယ်ဆိုလို့ရှိရင်ဈေးနှုန်းမှာအတက်ဘက်ကိုတွားနေရအတူတူပဲဒီမှာဈေးကပြန်ကျလာမယ်ဆိုလို့ရှိရင်ဒီမှာအပြာလိုင်းကဆက်ပြီးတော့တွားနေမှာကအာ SMI ပေါ့နော် simple moving average ဒါပေမဲ့ဒီမှာအစိမ်းလိုင်းမျိုးကြည့်တာဒါ EM ပေါ့နော် EM ကဒီမှာကျသွားတဲ့အချိန်မှာသူကအဝေးရောက်ပါပြီဒီမှာတက်ကောင်းလို့ရမယ်အဲအဲ့ဒါမဲ့ဆက်သွားရဆက်သွားဒီမှာနှီးပြန်ကျပြန်ကျတဲ့အချိန်မှာလေဒီမှာ EM ကစပြီးတော့နည်းနည်းကျသွားတယ်ပေါ့နော်သူကအရင်ကျဒါပေမဲ့ အဆမ်မီကိုကြည့်လိုက်ဒီနားလောက်လေးဒါမှတော့ဟမ်တော့ slow motion လေးနဲ့လာပြီးကြာရဲ့တော့တီတီငင်းငင်းလေးကြာရဲ့ပေါ့နော်ဒီမှာပြန်တက်တဲ့အချိန်ပါလေဒီ EMA ငင်းချောင်းကဒီခုနကြာကောင်းတယ်သူအရင်ဖြတ်ပြီးတွားရင်တက်သွားတယ်အဆမ်မီကကြာကောင်းနေရောမယ်ဒီမှာကြာကောင်းနေမယ်ကတော့အေးစစ်စစ်လေးတွားရပါတော့အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်ဘလို့အီယန်ကြီးက SM ထပ်ပို့ပြီးရော response လုပ်တာညံတယ်လို့ပြောခဲ့တာဖြစ်ပါတယ်ဆိုတော့ crypto trader ရေအသုံးရတဲ့ EMA နဲ့ပဲဒီ video မှာဆက်ပြီးတော့ရှင်းပြပါမယ်ဆိုတော့ SME ညောင်းကိုဖြန့်မယ်ပေါ့နော်အဲ့ဒါကလည်းလွယ်လွယ်လေးပဲခုနကလိုပဲ SME တွေကိုနှိမ့်လိုက်မယ်ပြီးရင်ဖိနာကအမိုက်ပုံးပုံးဆက်ပြီးကိုဖိတ်လိုက်မယ်ဆိုလို့ရှိရင်ပြသပါပြီ Okay အခု EMA ကိုဘယ်လိုမျိုးဖတ်ပြီးတော့သုံးရမလဲဆိုတာပေါ့အသေးစိတ်ပြောပြပါမယ်ပထမအဆုံးတစ်ခုကတော့ line ချောင်းကိုဖတ်တာပါအယူရှင်းဆုံးကတော့ဈေးနှုန်းကိုကြည့်ရပါတော့ဒီမှာဆိုလို့ရှိရင်ဒီမှာ ကနစတစ်လေးတွေရှိလိမ့်မယ်ဒီကနစတစ်ဂလန်ချောင်းကဒီ EMA 55 EMA နင်းချောင်းရဲ့အပေါ်မှာရှိနေရဆိုလို့ရှိရင်ဒါက option လို့ခေါ်ရယ်တနည်းအားဖြင့်ဈေးတက်နေတဲ့အချိန် bullish trend လို့လည်းခေါ်ရပါတော့အဲ့ဒါနဲ့ပြောင်းမြန်ဒီကနစတစ်ဂလန်ချောင်းက EMA နင်းချောင်းရဲ့အောက်ကိုရောက်သွားရဆိုလို့ရှိရင်တော့ဒါက down trend တနည်းအားဖြင့်ဆိုလို့ရှိရင်တော့ bearish trend ဈေးကျနေတဲ့ trend လို့သုံးနေပါတော့ အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီ Carnastic Gland ကြောင့်က EMA မြင်းကြောင့်ကိုအပေါ်ရောက်လာအောက်ရောက်လာအပေါ်ရောက်လာအောက်ရောက်လာနဲ့ဖိတိုက်သွားနေရဆိုလို့ရှိရင်တော့ဒါကို Sideway Market ဖိတိုက်သွားနေတဲ့လမ်းကြောင်းဈေးနှုန်းတည်ငြိမ်နေတဲ့လမ်းကြောင်းအခြေအနေဆိုပြီးတော့သုံးပါတယ်။ဒါကတော့55 EMA ကိုသုံးပြီးတော့ဈေးနှုန်းရဲ့ Market Trend ကိုကြည့်ရပဲဖြစ်ပါတယ်။ ောက်တစ်ခုကတော့ support and resistance အဖြစ်သုံးပါတယ် support ဆိုတာကဒီလိုမျိုးဆေးတက်နေတဲ့အချိန်လေးပေါ့နော်ဒီလိုမျိုးဆေးတက်နေတဲ့အချိန်လေးမှာဒီ EMA မြင်းချောင်းကိုခိသွားရတဲ့ဆေးကပြန်ကန်ပြီးတော့တက်ပြီးတော့သွားတာကိုဒီက support မြင်းချောင်းဆိုပြီးသုံးတယ်အဲ့လိုမျိုးပဲဈေးကျနေတဲ့အချိန်တွေမှာဆိုလို့ရှိရင်ဒီ EM မြင်းချောင်းကိုရောက်ရောက်သွားရတဲ့ဈေးကပြန်ပြီးအောက်ကျသွားတယ်အတွက်ကြောင့်ဘလို့ resistant ခုခံမြင်းဆိုပြီးရောလေဒီ EM ပို့သုံးပါသေးတယ်ဒါဆိုလို့ရှိရင်နှစ်ခုရှိပြီပေါ့နော် market ရဲ့ trend က up trend ဖြစ်နေလား down trend ဖြစ်နေလား sideway ဖြစ်နေလားဆိုတော့ပို့ဒီ EM မြင်းချောင်းကိုသုံးပြီးတော့ကြည့်ခဲ့နောက်တစ်မျိုးကတော့ဒီ EM မြင်းချောင်းကို support and resistant အနေနဲ့သုံးတယ်ပေါ့နော် okay နောက်ထပ်တစ်မျိုးကကြတော့ ဒီ EMA မြင်းကြောင်းနှစ်ခုသုံးပြီးတော့ EMA crossover strategy ဆိုရက် trading strategy တစ်ခုစီကိုရောက်သွားပါပြီဒါကအရေးကြီးပါတယ် crypto trader ရဲ့လက်တော်တော်များများသုံးကြတဲ့ strategy တစ်ခုဖြစ်တဲ့ပုံတော့အဲ့ဒီမှာဆိုလို့ရှိရင် EMA မြင်းကြောင်းကနှစ်ခုသုံးပါတယ်ခုနကပြောခဲ့တဲ့ နမတ်3ခုရေကရှေဒိုမြင်းနဲ့ရှေလက်မြင်းနှစ်ချောင်းကိုဒီ strategy မှာသုံးပါတယ်။ဆိုတော့အခုက55 EMA ကရှိပြီးသားဆိုတော့21 EMA ကိုထပ်ပြီးတော့ထည့်ပါမယ်။ထည့်မယ်ဆိုတော့ခုနကလိုပဲ moving average ဆိုပြီးတော့သွားပြီးတော့ထည့်လို့ရပါတယ်။အကယ်၍ကိုကဒီ indicator တစ်ခုကိုခဏခဏသုံးနေဆိုလို့ရှိရင်ဒီဘေးကကျယ်လေးကိုနှိပ်ထားလို့ရရပေါ့နော်။ဒါ favorite ထည့်ထည့်ရတာ။ဆိုလို့ရှိရင် favorite ထည့်သွားကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ exponential moving average တစ်ခုကဝင်သွားပြီ။နောက်ဆိုလို့ရှိရင် search bar ကနေပြီးတော့အဖြေဆုံးရိုက်ရှာနေစီ မလို့ရဘူးဒီထဲကနေပဲသွားပြီးတော့နှိပ်ပြီးတော့ခဲလိုက်ရုံပဲ။ Okay ဒါဆိုလို့ရှိရင်တော့ခုနကလိုပဲ EMA က9ဆိုတဲ့ဟာလေးကတက်သွားပြီ။ဆိုတော့အဲ့9ကိုကျင်းပါမယ်ခုနကလိုပဲ။ဒီထဲက input ထဲကနေပြီးတော့21ဆိုပြီးတော့ပြင်လိုက်ပါမယ်။ Okay ဒီမှာဆိုလို့ရှိရင်21 EMA နဲ့55 EMA ဆိုပြီးတော့ J2 mean ကြောင်းနဲ့ရေရှင်မြင်ကြောင်းတစ်ခုကိုထည့်ပြီးတော့ပါပြီ။ဆိုတော့ crossover strategy ကိုဘယ်လိုမျိုးသုံးရမလဲဆိုတာကိုစပြောပါရမယ်။ crossover မှာဈေးတက်တော့မယ်ဆိုတာကိုပြရတဲ့ crossover ရဲ့ဈေးကျတော့မယ်ဆိုတာကိုပြရတဲ့ crossover ရဲ့ဆိုပြီးတော့ရှိပါတယ်။ဈေးတက်တော့မယ်ဆိုတာကိုပြရဆိုလို့ရှိရင် golden cross လို့ခေါ်ရပါတော့နာမည်လျားလှရဲ့။ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီ 21EMA နဲ့ 55EMA က cross ဖြစ်သွားတဲ့နေရာလေးရှိရပါတော့အမ်ချဲကြည့်ရဆိုလို့ရှိရင်ပို့ပြီးတော့မြင်သာပါလိမ့်မယ်။ဒီမှာ 21EMA ကပြန်အောင်လေး 55EMA ကဆင်းအောင်လေးပေါ့နော်သူတို့ cross ဖြစ်သွားတဲ့နေရာ။ ကြည့်နေရတယ်အထားမယ်နော်ဒီမှာဖျံမြို့ချုံချိလိုက်တဲ့အခါမှာ ဒီနေရာလေးကနေစပြီးတော့ဈေးနှုန်းမှာအတက်ဖက်ကိုတွားရတာကိုတွေ့ရမှာပါဆိုတော့ဒီလိုမျိုး EMA မြင်းချောင်းတစ်ခုဖြတ်သွားတဲ့ဒီ cross နေရာလေးကနေပြီးတော့ဈေးတွေကစတက်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကို golden cross လို့ခေါ်ရပါတော့ trader တွေတော်တော်များများကဒီ strategy ကိုသုံးပြီးတော့ long position ဝင်တော့မယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်း crypto တွေကိုဝယ်ထားရမယ်ဆိုလို့ရှိရင်ဒီလိုမျိုး golden cross လေးတွေကိုစောင့်ပြီးတော့တခြား indicator တွေနဲ့ confirmation ယူပြီးတော့ဝင်တက်ကြရပါတော့ โอเคအခုကတော့ဒီ EMA နှစ်ခုကိုသုံးပြီးတော့ဈေးတက်မဲ့အချိန်ကိုစောင့်တဲ့ Golden Cross အကြောင်းကိုပြောပြခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ဒီ EMA နှစ်ခုကိုပဲသုံးပြီးတော့ဈေးကြမဲ့အချိန်ကိုစောင့်တဲ့ Debt Cross ဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ပြောပြပါမယ်ဒါကတော့ခုနက EMA အတူမြင်းချောင်းလေးပေါ့နော်ဒီအပြာရောင်မြင်းချောင်းလေးက EMA အရှိမြင်းချောင်းဖြစ်တဲ့ဒီ55 EMA အစိမ်းမြင်းချောင်းလေးကိုဖျက်ပြီးတော့ဆင်းတော့တဲ့အခါမှာဆိုလို့ရှိရင်ဒါက Debt Cross ဆိုတဲ့ဈေးကြရမဲ့ Signal ကိုပြပါတယ် ဒီမှာဆိုလို့ရှိရင်အချက်ကြည့်လိုက်မယ်ဆိုရင်ဒီ21 EMA လေးက 54 EMA အစိမ်းကြောင်းလေးကိုအပေါ်ကနေပြီးတော့ဖြတ်ဆင်းသွားတဲ့ cross နေရာလေးကိုတွေ့ရမှာဖြစ်ပါတယ်။ဒီကနေစပြီးတော့ဇီနုံတွေကအကြဘက်ကိုရောက်သွားတာကိုတွေ့ရမှာပါ။ဆိုတော့ဒီနေရာလေးကို dead cross လို့ခေါ်ပါတယ်။ဆိုတော့ crypto trader တွေကဒီလိုမျိုး dead cross ဖြစ်သွားတဲ့နေရာလေးတွေကိုစောင့်ပြီးတော့ short position ဝင်ကြတယ်။ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းခုနကဒီ golden cross ကနေပြီးတော့အဝင်လာကြတဲ့ trader တွေကဒီလိုစီးအနည်းငယ်ပိုင်းမှာသူတို့မိဟောင်းမိလိုက်ဘူးဆိုလို့ရှိရင်ဒီလိုမျိုးနေရာလေးတွေကို စောင့်ပြီးတော့တရားပေါက်ပြန်မျိုးရောင်းကြရဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တရားပြီးသွားလို့ရှိရင်ဈေးကကျတော့မှာမဟုတ်လို့ဖြစ်ပါတယ်ဆိုတော့ဒီရှေ့လေးနည်းနည်းတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ golden cross နောက်တစ်ခုကိုနေရမှာဖြစ်ပါတယ်ဆိုတော့ဒီနှစ်ခုကိုပြန်ပြီးတော့သုံးသပ်ရမယ်ဆိုလို့ရှိရင်55 EMA ရှေ့လက်မြင်းကြောင်းက 21 EM ရေတိုနင်းချောင်းကိုအောက်ကနေပြီးတော့ဖောက်သွားတဲ့ Golden Cross ဖြစ်တယ်ဆိုလို့ရှိရင်ဒါကစေးတက်နိုင်ခြင်းရှိတဲ့ signal ဖြစ်ပြီးတော့ဒီ21 EM က55 EM ကိုအောက်ကနေပြီးတော့ပြန်ဖောက်ထွက်သွားတဲ့အချိန်မှာ Dark Cross ဖြစ်ပြီးတော့ဒါကစေးကြတော့မဲ့ signal လို့အကြံဖျင်းယူဆထားလို့ရပါတယ်။ပြီးတော့ဒီ trend တစ်ခုကဘလော့တီ strong kidney လဲဆိုတော့ကိုဒီ21နဲ့55 EM အတွင်းလေးကိုကြည့်ပြီးတော့တည်နိုင်ပါတယ်။ ီမှာဆိုလို့ရှိရင်ဒီမှာတောက်ရှောက်တက်နေတဲ့အချိန်မှာဒီ EMA နှစ်ခုခြားကအကွာအဝေးလေးကကျဲနေရပေါ့နော်ဒီမှာခက်ကြဲကြဲလေးဖြစ်နေတယ်ဒါပေမဲ့ဒီမှာဈေးကကျတော့မယ်ဆိုတဲ့အချိန်မှာ သူကတဖြည်းဖြည်းနဲ့မင်းနှစ်ချောင်းကတဖြည်းဖြည်းလေးနဲ့ပူးသွားတာကိုတွေ့ရလိမ့်မယ်ပေါ့နော်ဒီမင်းကြောင့်နှစ်ချောင်းရဲ့အလေကနေရာလေးကများနေရဆိုလို့ရှိရင်ဒါက train and momentum train အဟုတ်ပေါ့နော် a train ဆိုလို့ရှိရင်လေဈေးတက်နေတဲ့အရှင်ကပြင်းနေတဲ့ကိုပြတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဈေးတက်တာကတဖြည်းဖြည်းနဲ့အရှင်ရော့လာတဲ့အတွက်ကြောင့်မဟုတ်ဘူးဒီမင်းနှစ်ခုရဲ့ကြားမှာလေနေရာလေးတွေကချင်းလာရဲ့နောက်ဆုံးမှာတော့နှစ်ခုက cross ဖြစ်ပါပါတယ် ဆိုတော့ trend တစ်ခုရဲ့အချိန်ကိုကြည့်ရှင်နေဆိုလို့ရှိရင်လည်းဒီမင်းကြောင့်နှစ်ချောင်းရဲ့အလေကအကွာဝေးလေးကိုကြည့်ပြီးတော့တည်နိုင်ပါတယ်ဒီမှာ solution နဲ့နောက်တစ်ခုတွေ့ရလိမ့်မယ်ပေါ့နော်ဒီမှာ train က dog shop တက်နေတဲ့အတွက်ကြောင့်မို့လို့ momentum ရှိနေရဲ့ momentum ရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီနှစ်ခုခြားမှာအကွာအဝေးလေးရှိနေတယ်ဒီမှာ solution အောက်မှာတစ်ချက်ပြန်ပြီးတော့ဖောက်သွားတဲ့အချိန်မှာဒီနှစ်ခုခြားအကွာအဝေးလေးက နေသွားရပေါ့နော်ဒီမှာတော့ cross မဖြစ်သွားဘူးဆိုပေမဲ့ cross ဖြစ်လို့ဖြစ်ခင်နေပါလိဖြစ်သွားတယ်။အဲ့ခါနေပြီးတော့ဒီလိုမျိုးထပ်ပြီးတော့တက်သွားရပေါ့နော်။ဟုတ်ပြီခုနက EMA မှာ21ရဲ့55ရဲ့အတွေ့100ရဲ့ကအသုံးမျှတဲ့ indicator တွေဆိုပြီးတော့ပြောခဲ့ရပေါ့နော်။အခုက21နဲ့55အကြောင်းကိုပြောပြီးသွားပြီဆိုတော့200အကြောင်းကိုဆက်ပြီးတော့ပြောပါမယ်။ဆိုတော့ဒီမှာ21လေးကို200ဆိုပြီးတော့ထင်ကြည့်လိုက်မယ်။ ။နောက်ခေဒီမှာဆိုလို့ရှိရင်တော့ပြောင်းသွားပြီပေါ့နော်။ Do hand dress wear အတိုင်းပဲ Canvas တဲ့အခု900ဆာကိုသူက average ထွက်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ55 tab ပို့ပြီးတော့ဝေးသွားပါတယ်။ဒီ200ကဘယ်လိုမျိုးတုံးလာလဲဆိုလို့ရှိရင်ဒီရေရှည်ပေါ့နော်ရေရှည် market ကြီးတစ်ခုလုံးကိုသူကခြုံငုံကြည့်ရတဲ့နေရာမှာတုံးပါတယ်ဒီ Canada State နေကြောင်းလေးတွေကဒီ200ရဲ့အပေါ်မှာရှိနေတယ်ဆိုလို့ရှိရင်ဒါကလုံးဝကိုဘူးရန် ဘူရန်ဆိုတာကခရစ်တိုမှာဆိုလို့ရှိရင်ဈေးတွေတောက်လျှောက်တက်နေတဲ့ကာလကိုပြောတာဖြစ်ပါတယ်။ဒီ200ရဲ့အပေါ်မှာရှိနေရဆိုလို့ရှိရင်တော့ဒါကတကယ်ကိုဘူရန်ဖြစ်တယ်။ဒီ200ရဲ့အောက်ကိုကျသွားရဆိုလို့ရှိရင်တော့ဒါက parent တွေကိုဝင်နေပြီးလို့ပြောတာဖြစ်ပါတယ်။ Terra ဆိုတာကဈေးတွေကြားနိုင်တဲ့အခြေအနေဈေးတွေသုံးဝကို crypto market တခုလုံးကနှီးရဲနေတဲ့အခြေအနေကို Terra Bell Market လို့ခေါ်ရပေါ့နော် ီမှာဆိုလို့ရှိရင်ဒီ2024ပေါ့နော်2024 talk shop talk shop မှာဒီ200 EMA အပေါ်နိုင်မှာပဲရှိရဲ့အောက်ချရတဲ့ခဏလေးပေါ့နော်ဒါပေမဲ့ဒီ crypto market ကြီးတကူတော့အချိန်နဲ့ဆိုးရွားခဲ့တဲ့2022ကနေပြီးတော့2023တွေ့မှာဆိုလို့ရှိရင်အဲဒီ200 EMA ညီချောင်းရဲ့အောက်ကိုရောက်မရဘူးတွေ့ရမှာဖြစ်ပါတယ်ဆိုတော့200 EMA ရဲ့သူ့ရဲ့အထိတ်ပေကကြတော့ crypto market ကြီးတခုလုံးက ဘူရန်နဲ့ရောက်နေရတာဘဲရန်နဲ့ရောက်နေရတာဆိုတော့ဘိုးရေရှည်အနေနဲ့ခြုံငုံကြည့်တဲ့အတော်ဝင်ဆုံး EME indicator တစ်ခုဖြစ်ပါတယ်ဒီမှာထပ်ပြီးတော့တတိပေးနေတာကဘယ်တော့မှ indicator တခုတည်းကိုပဲသုံးပြီးတော့ trade တွေမဝင်နေပေါ့နော်အခုသုံးနေကြတခုထပ်ပို့လဲ indicator တွေနဲ့ confirmation ယူပြီးမှပဲ trade တခုပုံဝင်စေချင်ပါတယ် โอเคဒါကတော့ crypto indicator တွေထဲမှာမှလူသုံးများပြီးတော့တကယ်လဲအသုံးဝင်တဲ့ moving average MA indicator အကြောင်းကိုပြောပြခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအစုံမသက်ခင်မှာဗီဒီယိုတစ်ခုလုံးစာကိုပြန်ပြီးတော့မှတ်မိလွယ်အောင်လို့ recap လေးလုပ်ပေးချင်ပါတယ်။ crypto ဈေးကွက်က trust တဲ့ကိုကြည့်ရတဲ့အခါမှာဒီလိုမျိုး candle stick တွေကမျက်စိရှုပ်တဲ့အတွက်ကြောင့်မို့လို့ average ကိုတွက်တဲ့ moving average နည်းနဲ့ကိုသုံးပါတယ်။ moving average မှာ simple moving average နဲ့ exponential moving average ဆိုပြီးတော့နှမျိုးရှိရတဲ့မှာပါဈေးခွက်ကိုပို့ပြီးတော့မြန်မြန်တုံ့ပြန်နိုင်တဲ့ EMA exponential moving average ကို crypto trader တွေကပို့ပြီးတော့အသုံးများတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ EMA မှာမှာ21ရက်55ရက်200ရက်ကို crypto market အတွက်ပို့ပြီးတော့အသုံးများကြရဲပေါ့နော်။အဲ့ဒီတော့ခုလေကမှ21ဆိုတာ buy shade ကိုကြည့်ရ55ဆိုတာ buy shade လက်ကိုကြည့်ရ200ဆိုတာကကြတော့ရေရှည်ကိုကြည့် SOP ရောပြောခဲ့ပါတယ် 21ရေတူမင်းက market နဲ့တသားရဲနှိပါကိုသူကပြနိုင်တယ်55ကကြတော့ market ရဲ့ရှေးပူရအခြေအနေကိုသူကပို့ပြီးတော့ count count လေး strong ဖြစ်ဖြစ်ပြနိုင်တယ်ပေါ့နော်သူက resistant နဲ့ support နေနဲ့လဲ other block ကပြီးတော့ရင်သူ့ကိုကြည့်ပြီးတော့ဒါက uptrend က downtrend က swirl ဖြစ်တယ်ကြီးနိုင်တယ်ဆိုတော့ပြောခဲ့ပြီးပြီဖြစ်ပါတယ် အဲ့ဒီ21 EMA နဲ့55 EMA နှစ်မျိုးကိုသုံးထားတဲ့ crossover strategy အကြောင်းကိုလည်းပြောခဲ့ပါတယ်။ဒီ crossover strategy မှာဆိုလို့ရှိရင်စီးတက်တော့မယ်လို့ signal ပြနေတဲ့ golden cross နဲ့ဈေးကျတော့မယ်လို့ signal ပြနေတဲ့ dark cross ဆိုပြီးတော့နှစ်ခုအကြောင်းကိုလည်းဒီ video မှာပြောခဲ့ပါတယ်။ ပြီးသွားလို့ရှိရင်တော့ 200EME ဆိုတာဃာစည်းခွက်ကြီးတစ်ခုလုံးရဲ့အခြေအနေကိုချုပ်မုံဖုံးသက်ပြီးတော့ဒါကရေရှည်ပူရန်ဖြစ်နေရလားရေရှည်ဘဲရန်ဖြစ်နေရလားဆိုတာကိုပြောရဲဆိုတာကိုပြောပြခဲ့ပါတယ်။ဒါကတော့ moving average ကြောင့် recap လေးပြန်လို့ပြတာဖြစ်ပါတယ်။ဒီလောက်ဆိုလို့ရှိရင်တော့ moving average အကြောင်းကို beginner တယောက်အနေနဲ့နားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုကိုကြည့်ပြီးသွားတဲ့အခါမှာလည်းကိုယ်တိုင် trading view application နဲ့ကိုသွားပြီးတော့လုပ်ကြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ရှင်းပါပါ။အကယ်၍ဒီဗီဒီယိုကကုတ်ရက်အကျိုး ရှိတယ်ဆိုလို့ရှိရင်ဗီဒီယိုလေးကို like လုပ်ပြီးတော့ channel လေးကို subscribe လုပ်ခဲ့ပေးပါနောက်ထပ်နောက်ထပ်ဒီလိုမျိုး crypto နဲ့ပတ်သက်တဲ့အသုံးဝင်တဲ့ knowledge sharing video တွေကိုလည်း tap ပြီးတော့သင်စေချင်တယ်ဆိုလို့ရှိရင်တော့ crypto mate ကို support တော့အားဖြင့် crypto mate channel တွေကို like follow subscribe လုပ်ခဲ့ပေးပါ channel ရဲ့ link ကိုလည်းဒီ post ရဲ့ description ထဲမှာထည့်ပေးထားပါမယ်နာမည်လာရှိသည်လို့ဒူဂရမ်မေ့ဂျင်နဲ့ဆိုလို့ရှိရင်တော့ Crypto Market Telegram Group ကို join ပြီးတော့မေးလို့ရပါတယ် finance account မရှိသေးဘူးဆိုလို့ရှိရင်လည်းဒါမှမဟုတ် finance account မဟုတ်ဘဲနဲ့ trading fees တွေနဲ့ fund discount ကို live trade ရမယ့်အကြေ community member data give away တွေကိုရနိုင်တဲ့ finance account ကိုအခုကြားတဲ့ crypto maker referral ကိုပုံပြီး open ထားလို့ရပါတယ်နောက်ဆုံး disclaimer အနေနဲ့ပြောစင်တာကတော့ crypto maker knowledge sharing လုပ်ပြဖြစ်ပြီးတော့ financial advice ပေးနေရမှာမဟုတ်ပါဘူးဒီနေ့ for you လေးကတော့တလပါပဲ crypto maker နောက် video မှာပြန်တွေ့ရပါ